မင်္ဂလာပါခင်ဗျာ Google မှာကုလုပ်ငန်းကိုလူသိအောင်လုပ်ဖို့ Tuesday ကအများကြီးမင်းတော့ Google Business Profile လား Google Ads လား YouTube လားဟာဘယ်ကစရမှန်းမသိအောင်ကိုများတယ်အဲ့ဒါကြောင့်ဒီနေ့မှာတော့ကိုယ့်ရဲ့ page တွေပဲဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းတွေပဲဖြစ်ဖြစ်ဘယ် Google Tool ကအသင့်တော်ဆုံးဖြစ်မလဲဆိုတာကိုတစ်ချက်ကြည့်ကြရအောင် ဟုတ်ကဲ့ဒီမိခုံးကတကယ်တော့လုပ်ငန်းရှင်တော်တော်များများကြုံရတဲ့မိခုံးပဲတူတစ်ခုချင်းစီကသူ့အားသာချင်တဲ့သူဆိုတော့လေကိုယ့်ရဲ့အချိန်ရောငွေရောကိုပယ်နေရမှာတုံးတာက အထီးရောက်ဆုံးဖြစ်မလဲဆိုတာကတကယ်ကိုအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်လာတာပေါ့ဒါဆိုဒီတူတွေကတကယ်တမ်းဘာတွေလုပ်ပေးနိုင်တာလဲဘယ်တစ်ခုကကိုယ့်အတွက်အကန့်ညီဆုံးဖြစ်မလဲဒီနေ့အဓိကရည်ရွယ်ချက်ကတော့ဟိုလူပြောတိုင်းလိုက်တုံးဒီလူပြောတိုင်းလိုက်တုံးလို့တာမျိုးမဟုတ်ပေနဲ့လေ ဒူတခုချင်းစီရဲ့အားသာချက်ကိုတည်ထချာချာနားလည်ပြီးကိုလွန်ကန်နဲ့အကန့်ညီဆုံးဆုံးဖြတ်ချက်ကိုချနိုင်မှုပဲဖြစ်ပါတယ်။ကဲဒါကတော့ဒီနေ့ကျွန်တော်တို့သွားမယ့်လမ်းကြောင်းလေးပေါ့။ပထမဆုံးအဓိကကျတဲ့မေးခွန်းကို အရင်ကြည့်မယ်။ပြီးတာနဲ့ဒူတခုချင်းစီ Google Business Profile Ads Trends နဲ့ YouTube အဲ့ဒါတွေကိုတခုချင်းအသေးစိတ်လေ့လာကြမယ်။အားလုံးပြီးတော့ရင်တော့အားလုံးကိုပြန်စုပြီးသုံးသပ်ကြကြတာပေါ့။ဒါမှဆုံးဖြတ်ချက်ချရတာလွယ်သွားမှလေ။ကဲအပိုက်တစ်ကိုဆက်လိုက်ရအောင်။ အရင်ဆုံးအရေးကြီးတဲ့အချက်တစ်ခုကိုအားလုံးအတူတူသဘောတူထားကြရအောင်အခုကအကောင်းဆုံး Google Tool ဆိုပြီးလက်ရှာနေတာမျိုးမဟုတ်ဘူးနော်အထက်ကကကိုလုပ်ငန်းရဲ့လက်ရှိလိုအပ်ချက်မဲ့အံဝင်ခွင့်ချက်ထစ်မဲ့အသင့်တော်ဆုံးတူးကိုရွေးချယ်ဖို့ပဲဖြစ်ပါတယ်ကဲပရမဇုံတူးကိုကြည့်လိုက်ရအောင်ဒါကတော့ online ပေါ်မှာကိုလုပ်ငန်းရဲ့တည်နေရာကိုလူတွေလွယ်လွယ်ကူကူရှာတွေ့နိုင်အောင်လုပ်ပေးမဲ့ Google Business Profile ပါပဲဒါကိုဘယ်လိုမြင်လို့ရလဲဆိုတော့ ကိုဆိုင်ရှိမှချိတ်ထားတဲ့ digital စိုင်းပုတ်ကြီးတစ်ခုလိုပဲလူတွေ Google မှာရှာလိုက်ပြီဆိုတာနဲ့ဟောကိုလုပ်ငန်းကဘယ်မှာရှိတယ်ဘယ်ချိန်ဖွင့်တယ်ဖုန်းနံပါတ်ကဘယ်လောက်အဲ့ဒါတွေအားလုံးကိုတင်းနေတာထဲမှာတခါတည်းပြောက်ပေးတဲ့အဓိကနေရာကြီးတစ်ခုပေါ့ ဆိုတော့အဓိကကဘာလဲဆိုရင်တကယ်လက်တွေ့ဆိုင်ဖွင့်ထားတဲ့ဒီနေရာရှိတဲ့လုပ်ငန်းတွေအတွက်ဆိုရင်ဒါလုံးဝမရှိမဖြစ်ပဲဥပမာပြောရရင်မန္တလေးကနာမည်ကြီးစားတောက်ဆိုင်ဒီဇိုင်းပဲဖြစ်ဖြစ်ရန်ကုန်ကအလားပြင်ဆိုင်ဒီဇိုင်းပဲဖြစ်ဖြစ်အနီးနားကဖောက်တီတွေက Google Map မှာငါအနားကစားတောက်ဆိုင်လို့ရှာလိုက်ကနေထိတ်ဆုံးမှပေါ်လာစီဖို့အတွက်အကုန်စုံနီလာပဲပေါ့ Okay Google Business Profile ကလူတွေကိုကိုလာရှာတာကိုစောင့်နေရတယ်လို့မျိုးနော်။ဒါပေမဲ့အခုလာမဲ့ True TT Google Ads ကတော့အဲ့ဒီလိုမဟုတ်ဘူး။ကိုယ့်ဘက်ကနေဖောက်တယ်ဒီစီကိုတဲ့တဲ့မမတ်ရောက်အောင်သွားတဲ့ကြောင့်ညာစနစ်တစ်ခုပါ။ဒါကိုဘလို့မြင်လို့ရလဲဆိုတော့ Bitmap ကိုအတိအကျထားပြီးလက်ခံကြောင့်ညာဖြန့်ဝေတာ ਨੇ တော်တော်တူတယ်။ TV ကြောင့်ညာလိုမျိုးမြင်တဲ့လူတိုင်းကိုလိုက်ပြနေတာမဟုတ်ဘူး။ကိုပစ္စည်းကိုအခုချက်ချင်းဝယ်ခြင်းလို့ Google မှာရှာလေတဲ့သူတွေရဲ့မျက်စိရှည်တဲ့တဲ့ကို ကိုကြော်ညာကိုပို့ပေးလိုက်တာမျိုးပဲအဲ့တော့ Google Ads ရဲ့အဓိကအားသားချက်ကဘာလဲဆိုရင်ချက်ချင်းအချိုးတက်ရောက်မှုရှိတာပဲ website ကိုလူတွေများစီဝင်လာစေချင်တာလား online ကနေရောင်းအားတွေတက်ချင်တာလားအဲ့လိုအမြန်ဆုံးရလဒ်တွေလိုချင်တဲ့လုပ်ငန်းတွေအတွက်ကတော့ဒါကအသင့်တော်ဆုံးပဲကဲအခုပြောမိတူကတော့အချိန်ကတည်းကနည်းနည်းလေးကွဲထွက်သွားပြီဒါကတဲ့အကြောင်းညာဖို့တော့မဟုတ်တော့ဘူးဘာအတွက်လဲဆိုတော့ဈေးကွက်ကို research လုပ်ဖို့ လူတွေအခုချိန်မှာဘာကိုစိတ်ဝင်စားနေလဲဆိုတာကိုနားလည်ဖို့အတွက်ပဲဖြစ်ပါတယ်။ဒါကိုကိုယ်လုပ်ငန်း DX ဈေးကွက်သူတေသန report တခုလို့တော့ပြောလို့ရရယ်။ကိုယ့်ရဲ့ customer ရှိလာနိုင်တဲ့သူတွေကအခုလက်ရှိမှာဘာတွေကိုစိတ်ဝင်စားရှာဖွေနေကြလဲ။ဘာတွေ trend ဖြစ်နေလဲဆိုတာကိုပြပေးတဲ့ tool တခုပေါ့။တကယ်စိတ်ဝင်စားစရာကောင်းတာကသူ့ရဲ့အသုံးဝင်ပုံပဲ။ကိုကကွန်ပီစီအသစ်တခုမထုတ်ခင်။ဒါမှမဟုတ်ကြော်ညာ campaign ကြီးကြီးတခုမစခင်မှာလူတွေရဲ့စိတ်ဝင်စားမှုကိုကြိုပြီးတော့လေ့လာထားလို့ရတယ်။ အဲ့ဒီတော့ပိုပြီးထိရောက်တဲ့ဆုံးဖြတ်ချက်တွေချနိုင်လာပေါ့ဥပမာအသင့်ဖြော်ကော်ဖီဆိုတဲ့စကားလုံးနဲ့ကော်ဖီစိတ်ဆိုတဲ့စကားလုံးဒီနှစ်ခုမှာဘယ်ဟာကို လူတွေကကိုကြွယ်မှာပို့ရှာနေကြလဲဆိုတာမျိုးကိုနိုင်ရှင်ကြည့်လို့ရတယ်ကဲနောက်ဆုံးတစ်ခုကို ရောက်လာပါပြီဒီတူကတော့ချက်ချင်းရောင်းအောင်ကိုဟာဒက်စ်မထားဘူးဈေးကွက်ဒုတိယနာချက်လဲပိုးတယ်ဒါကတော့ကို brand နဲ့ပရိသတ်ကြမှာရေရှည်ခိုင်မာတဲ့ဆက်စံရေးတစ်ခုဒီဆောက်ဖို့ကိုအဓိကထားတဲ့ YouTube ပဲဖြစ်ပါတယ် ဒါကိုကိုလုံငန်းရဲ့ကိုပိုင် TV channel တခုဒါမှမဟုတ်ကိုပိုင် media channel တခုလို့စဉ်းစားကြည့်လို့ရတယ်။ကိုရဲ့ဇလန်းဒီကိုပြောပြမယ်။ကွန်ပျူစီတဲ့ဘလို့သုံးရလဲဆိုတာတိကျပြမယ်။အဲဒီကနေတဆင့်ကိုကိုတကယ်ချစ်တဲ့သစ္စာရှိတဲ့ပရိသတ်အတိုင်းအဝိုင်းတခုကိုတိဆောက်ယူလို့ရတဲ့နေရာတခုမော့။အဲဒီတော့ YouTube ရဲ့အဓိကရည်ရွယ်ချက်ကခနာဒါရောင်အားကိုကြည့်တာမဟုတ်ဘူး။အဓိကကကို brand ကိုလူတွေယုံကြည်လာအောင်ပရိသတ်နဲ့ရင်းရင်းနှီးနှီးရှိတဲ့ဆက်ဆံရေးတခုတိဆောက်ဖို့ပဲ။ ဥပမာပစ္စည်းတစ်ခုကိုဘယ်လိုသုံးရလဲဆိုတာဗီဒီယိုနဲ့ပြတာမျိုးကိုလုံငန်းရဲ့နောက်ွယ်ကဆလန်လီတီပြောပြတာမျိုးအဲ့ဒါတရားလုံးက engagement ကိုအဓိကထားတာပေါ့ကောင်းပြီအခုဆို2လေးခုလုံးရဲ့အားထားချက်တွေကိုတည်သွားပြီဆိုတော့ဘယ်ဟာကကိုယ့်အတွက်အသင့်တော်ဆုံးချင်မလဲဆိုတာပူပီရှင်းရှင်းလင်းလင်းမြင်သွားအောင်အားလုံးကိုဘေးချင်းရှင်ပြီးတစ်ချက်လောက်နိုင်ရှင်ကြည့်လိုက်ကြရအောင်ကဲဒီမှာအားလုံးကိုခြုံငီးကြည့်လိုက်ရအောင်ရှင်းရှင်းလေးပဲကို့မှာဆိုင်ရှိတယ် data don't go fault တယ်လို့ခြင်းနေဆိုရင် Google Business Profile online ကနေချက်ချင်းရောင်းရတဲ့ချင်းနဲ့ lead တီလိုချင်းနဲ့ဆိုရင် Google Ads ခြေဝကိုလေးလာမယ် strategy ချက်မယ်ဆိုရင် Google Trends နောက်ဆုံးကို brand ကိုလူတွေချက်တော့ရွေးရှည်ရည်တည်ချင်းနဲ့ဆိုရင်တော့ YouTube ပါကိုရဲ့အဓိကပန်းတန်ကဘာလဲဆိုတာကိုသိတာနဲ့ YouTube မှုကတော်တော်လေးရှင်းသွားပြီဒီတော့အစမေးခဲ့တဲ့မိကုန်းစီကိုပဲပြန်သွားကြည့်အောင်အခုဆိုရင်ဘယ်တူကအကောင်ဆုံးလဲဆိုတဲ့မိကုန်းထပ်ပိုရေးကြည့်တာက ကိုလုံငန်ရဲ့လက်ရှိပန်းတိုင်ရတာဘဲတူးကအရင်ဆုံးလို့အဆုံးလဲဆိုတဲ့မိကုံးဖြစ်သွားပါပြီအခုဒီအကြောင်းအရာတွေကိုသိသွားပြီဆိုတော့အဲဒီဆုံးချက်ချက်ကိုခြားဖို့တက်လမ်းကြောင်းပို့ပြီးရှင်းလင်းသွားမယ်လို့မျိုးလင်းပါတယ်အချိန်ပေးပေးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်